အာရှဟင်းလျော်တော်တော်များများကိုအယောင်နဲ့အရသာတိုးစေတဲ့နွင်းကခင်းခတ်အမွေချိုင်တစ်ခုတည်းမဟုတ်ဘဲနဲ့ဆေးဘဝင်နေဆိုတာကိုရှေ့ရခေတ်ကလေးကလက်ခံလာခဲ့ကြတာပါနွင်းဟာအနာဝက်ချက်လေချောင်းနာတာလေပြုံရောင်နာနဲ့အဆေးရောင်နာတွေကိုတက်တာစေနိုင်တယ်ဆိုပြီးတော့လည်းလက်ခံထားကြပါတယ်ဒါကဘယ်အချက်ပေါ်မှာမူတည်ပြီးလက်ခံထားတာလဲဆိုရင်တော့နွင်းကအယောင်ကြစီနိုင်တယ်ဆိုတဲ့အချက်ပေါ်မှာပါဒီတော့အစိမ်းရောင်လာတဲ့သူတွေနှမျိုးကိုစားသုံးပြီးတဲ့အခါမှာဘယ်လိုမျိုးအကျိုးကျေးဇူးတွေရရှိမလဲဆိုတော့ပြပြပေးလိုက်တယ်နော် ဆက်ရောက်နာကလူတော်တော်များများခံစားရလေးရှိတဲ့တက္ကနာတရပါလေးလောင်မှုတွေအရာတရတာကအဆက်ရောက်နာဝေဒနာခံစားနေရတဲ့သူတွေအနေနဲ့ညနေကိုပုံမလေးသာစားသုံးမယ်ဆိုရင်ပထမဆုံးအနေနဲ့အဆစ်တွေရောက်နာနာပါကိုသတ္တဆင်နိုင်ပါတယ်ညနေကရရမှုကိုသတ္တဆင်နိုင်ပြီးတော့နာကျင်ကက်ခဲမှုကိုသတ္တဆင်နိုင်တဲ့အာနိဒိနေရှိပါတယ်လေးလောင်မှုတွေအရာညနေစားသုံးပေးတာကလေးဘာနာကြောင့်အဆစ်တွေနာတာအဆစ်တွေရောက်ရနာကိုသတ္တဆင်နိုင်လို့တွေ့ရှိခဲ့ရပါတယ် ။ဒီနေ့ကိုနွနွိနှစ်ကရံလောက်ပုံမှန်စားသုံးမှုဟာဆိုရင်အဆိတ်ရောင်ယောဂါကြောင့်နာကျင်မှုကိုသက်သာစေပြီးတော့ဒူအကွေးအဆက်ကောင်းလာသလိုလေကားရီမှလည်းကောင်းကောင်းတက်လာနိုင်လို့ဆိုပါရစေ။နောက်တစ်ခုကတော့ရောင်ရွက်မှုကိုသက်သာစေရပါ။ရောင်ရွက်မှုကနာကျင်မှုကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါ။လေးလာမှုတွေအရသေးရတာဟာဒီနွိမှာတရုတ်ဆက်စင်အာနိသင်တွေပါဝင်နေတဲ့အတွက်ကြောင့်မို့လို့နာကျင်ရောင်ရွက်နာကိုသက်သာစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ရွံရင်းမှာဒရိုးဆက်ရအာနိသင်အပြင်ရောင်ရွံ့နာကျင်တာကိုသက်သာစေနိုင်တဲ့ပရိုတင်း အင်းဆိုင်နေနဲ့တခြားသောအစွမ်းတသိတွေရှိနေပါသေးတယ်။ဘနွေးမှာပါတဲ့နာကျင်ရောက်ရမှုကိုတတစင်နိုင်တဲ့အာနိသင်ကအယိုးပွားတာအစစ်ရောက်တာကနေပြီးတော့ဆာလို့စီးကြုံနဲ့ကိန်းဆာလို့မျိုးနာတာရှည်ယောဂရဲ့အထီးပါယောဂတတော်များများကိုတတစင်နိုင်ပါရဲ့။ဒုတိယတစ်ခုကတော့အယိုးနုလေးထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးတာပါ။တနည်းထားလှုပ်ရှားမှုတွေကိုအကောင်းဆုံးလုဆောင်နိုင်စေဖို့အတွက်အရေးပါတဲ့အခက်ခဏကနေပြီးတော့ပါဝင်နေပါရဲ့။အယိုးနုလေးတွေပျက်စီးမှုကရေရှည်မှာအယိုးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့အယိုးကျမရေးကိုဂရုစိုက်နေဆိုရင်တော့အယိုးနုလေးတွေကိုဂရုစိုက်ပေးဖို့ကလည်းမိထားလို့မဖြစ်ပါဘူး။နန်ရင်းကအယိုးနုလေးတွေကိုကျန်းမာစေနိုင်တယ်လို့အစ်စ်ရောင်သားကြောင့်အယိုးနုလေးတွေထိခိုက်ပျက်စီးတာမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။နောက်တစ်ခုကတော့ခေါင်းရောဂါမဖြစ်အောင်ကာကွယ်ပေးတာပါ။နန်ရင်းကယူရစ်အစ်စ်ပမာဏကိုကျစေနိုင်ပါတယ်။ယူရစ်အစ်စ်များတာဟာခေါင်းရောဂါဖြစ်ဖို့တိုးအားပေးတယ်လို့ဒီပဒနာကိုအကောင်းဆုံးဖြေရှင်းဖို့ကနန်ရင်းစားသုံးပေးတာပါ။နန်ရင်းစားသုံးတာကယူရစ်အစ်စ်ကိုကျစေနိုင်တယ်လို့ ။သွေးလေးကအကျုံးမပြုတ်ကိုလက်ဆော်တွေကိုလည်းကျဆင်းစေနိုင်ပါတယ်။ဒါကြောင့်မို့လို့ဂါရောဂါမဖြစ်အောင်ကာကွယ်ဖို့အတွက်နနွင်းကိုစားသုံးပေးလို့ရပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ oxidative stress တွေကြောင့်အဆိပ်ရောင်နာမဖြစ်အောင်ကာကွယ်ပေးတာပါ။ oxidative stress တွေကအဆိပ်ရောင်နာဖြစ်စေဖို့အဓိကတွန်းအားပေးနေပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့တံတိုးဆက်ရှင်အာနိသေချိုးရတာကိုစားသုံးဖို့ပါပဲ။ ီပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့တတိုးဆက်စီအာနိတူချောရဲ့နည်းလမ်းကိုစာသုံးပေးတာပါ။လေ့လာမှုတဲ့အရာနည်းလမ်းစာသုံးတာကအဆေးရောင်နာရောဂါရှိတဲ့သူတွေမှာအောက်ဆီဂျင်စွတ်ချောင်းအဆေးရောင်ရင်းနာကိုတတစေနိုင်တယ်လို့သိရှိခဲ့ရပါတယ်။ဒါကြောင့်မို့လို့နည်းလမ်းကိုခင်းချက်တဲ့အခါမှာပဲဖြစ်ဖြစ်နားနုနဲ့ရောပြီးတော့ပဲဖြစ်ဖြစ်ကြားရင်နဲ့ရောဆက်တာပဲဖြစ်ဖြစ်ပုံမှန်လေးစာသုံးပေးတာဟာအဆေးရောင်နာချောင်းနာကျင်မှုတွေကိုတတအောင်လွတ်ဆောက်ပြေးရပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီကိုချုပ်လိုက်ပါတယ်။နားထောင်ကြည့်ရအောင်ကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြတွေ့မယ်နော်။